โอเคကျွန်တော်ဒီ comment လေးတစ်ခုတွေ့လို့ပေါ့เนาะအဲ့တော့သူပြောထားတာကကြတော့ demand zone ဘယ်လိုမျိုးကြည်လဲเนาะအဲ့တော့ကျွန်တော်ဒီ video မှာ supply zone နဲ့ demand zone ဘယ်လိုမျိုးကြည်ရမလဲဆိုတာလေးကိုပြောပြသွားမယ်เนาะအဲ့တော့ကျွန်တော်တို့ဒီ supply zone နဲ့ demand zone ဆိုတာက အ SMC မှာဆိုလို့ရှိရင်တော်တော်လေးအရေးကြီးရယ်ပေါ့နော် smart money concept မှာဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်လေးအရေးကြီးရယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ supply zone နဲ့ demand zone ကိုကျွန်တော်တို့ပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့အဓိပ္ပာယ်ကကျတော့ resistance နဲ့ support နဲ့ဆင်တူတယ်နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ supply zone နဲ့ကိုဈေးကပြန်ပြီးတော့ရောက်လာလို့ရှိရင်ဈေးကပြန်ပြီးတော့ကျသွားနိုင်တယ် တကယ်၍ဓမန်းစုံတွေကိုဈေးရပြန်ပြီးတော့ရောက်လာရဆိုလို့ရှင်လဲဈေးရပြန်ပြီးတော့တတ်နိုင်တယ်နော်အဲ့လိုမျိုးလေးဆိုတော့ဒါက resistant နဲ့ support လိုမျိုးလေးပဲနော် supply zone နဲ့ဓမန်းစုံဆိုတာကအဲ့တော့ဒီ supply zone နဲ့ဓမန်းစုံကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှင်သူကအစိပ်အပိုင်းက၃မျိုးကြည့်ရမယ်အဲ့ဒီ၃မျိုးကဘာတွေလဲဆိုတော့ကျွန်တော်တို့အရင်ဆုံးပထမဆုံး၃မျိုးအနေနဲ့ဈေးအတက်ရှိမယ်ဈေးအတက်ကိုကျွန်တော်တို့ကဘယ်လိုခေါ်မလဲဆိုတော့ rally လို့ခေါ်မယ်နော် rally လို့ခေါ်မယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဘာလဲဆိုတော့ဈေးကငြိမ်သွားအဲ့လိုမျိုးဈေးက အဲဈေးရန်တစ်ခုမှာဗောနောပြောချင်တာဈေးရန်ဒီ range တစ်ခုတည်းအတွင်းမှာ तू ကတက်လိုက်ကြလိုက်တက်လိုက်ကြလိုက်တက်လိုက်ကြလိုက်လုံးဝညိနေမှာအဲ့လိုမျိုးညိနေတာဆိုလို့ရှိရင် तू ကဘာဖြစ်သွားရလဲဆိုတော့အဲ့ဒီအပိုင်းလေးကိုကျွန်တော်တို့က base လို့ခေါ်တာနော် base ရှိမယ်အဲ့ဒါပြီးရင်နောက်ဆုံးတစ်ခုကကြတော့ဘာလဲဆိုတော့ဈေးအကျအကျကြတော့ကျွန်တော်တို့ drop လို့ခေါ်တာနော်အဲ့တော့ကျွန်တော်တို့ဒီ supply zone နဲ့ demand zone မှာဆိုလို့ရှိရင် rally ရှိမယ် base ရှိမယ် drop ရှိမယ်အဲ့လိုမျိုး၃မျိုးရှိမယ်နော်အ ဲ့တော့ကျွန်တော်တို့ဒီ supply zone နဲ့ demand zone ဘယ်လိုမျိုးကြည့်လဲဆိုတာလေးကိုသွားမယ်เนาะအဲ့တော့ကျွန်တော်တို့အရင်ဆုံးပထမဆုံးတစ်ချက်အနေနဲ့ rally เนาะအရင်ဆုံးကျွန်တော်တို့ rally တစ်ခုနဲ့စမယ်เนาะ rally တစ်ခုနဲ့စမယ်ပြီးတော့တူကဈေးတန်းတနေရာကိုရောက်တဲ့အချိန်မှာဒီလိုမျိုးညိန်သွားမယ်နော်ပြောချင်တာကကျွန်တော်တို့ရောင်းတဲ့လူနဲ့ဝယ်တဲ့လူကလုံးဝအားပြိုင်နေပြီနော်ဘယ်ဘက်ကိုသွားရမလဲဆိုတော့ဈေးကမတိသေးဘူးရောင်းတဲ့လူနဲ့ဝယ်တဲ့လူကလုံးဝညီနေပြီအဲ့လိုမျိုးအခြေအနေတစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့က base လို့ခေါ်မယ် နော် base လေးပေါ်လာပြီ okay အဲဆိုရင်နောက်ဆုံးတစ်ခုဘာနဲ့ဆက်သွားမှာလဲအဲ့တော့ဒီတစ်ခုမှာကျွန်တော်က rally နဲ့အဆုံးတက်တယ်ပဲထားပါတော့ဈေးရတက်သွားတယ်ပြောချင်တာကဝယ်တဲ့လူတွေနိုင်သွားတယ်ဝယ်တဲ့လူတွေနိုင်လို့ရှိရင်ဈေးရတော့တက်သွားမှာပဲ buying pressure များလာတဲ့အတွက်ဈေးရတက်သွားမယ်နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးအဆုံးတက်သွားတာက rally အဲဆိုရင်ကျွန်တော်တို့ကဘယ်လိုမျိုးလဲဆိုတော့ဒီ supply zone နဲ့ demand zone ကိုကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံးအဆုံးသတ်တာဘာနဲ့လဲဆိုတာကိုကျွန်တော်တို့ကကြည့်ရမယ်အခုလောလောဆယ်နောက်ဆုံးအဆုံးသတ်သွားတာက rally နဲ့အဆုံးသတ်သွားတာဈေးအတက်နဲ့အဆုံးသတ်သွားတာအဲဆိုလို့ရှိရင်ကျွန်တော်တို့ဘာဆက်ဖြစ်မှာလဲဆိုတော့ဒီ base ရှိတဲ့ zone လေးဒီ zone လေးအဲ့ဒီ zone လေးကဘာပြန်ဖြစ်သွားလဲဆိုတော့ demand zone ပြန်ဖြစ်သွား နော်ဓမန်းစုံပြတ်ဖြစ်သွားမယ်အဲဆိုလို့ရှင်ဒီဈေးကဒီဓမန်းစုံတွေကိုပြန်ရောက်လာလို့ရှင်ဈေးကပြန်ပြီးတော့တက်သွားနိုင်တယ်နော်အဲ့ဒါကကျွန်တော်တို့ပထမဆုံးတစ်မျိုးအဲ့တော့ဒီတစ်မျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုတော့ rally based rally ဓမန်းစုံလို့ခေါ်ခြင်းလဲရတယ်ဒါမှမဟုတ်လို့ရှိရင်အတူကောက်က RBR ဓမန်းစုံအဲ့လိုမျိုးခေါ်လို့လဲရတယ်နော်အဲ့တော့ဒါကကျွန်တော်တို့ပထမဆုံးတစ်မျိုးရှိမယ်ဒုတိယတစ်မျိုးကကျွန်တော်တို့ဘယ်ကစမလဲဆိုတော့ဒီမှာဈေးအကျအနေစမယ်နော်အကျအနေစမယ်အဲ့တော့ drop လေးစမယ် ပြီးတော့သူကဈေးရန်တနေရာကိုရောက်တဲ့အချိန်မှာဈေးလေးကညိမ့်သွားမယ်အဲ့တော့ဒီနေရာမှာဆိုရင်ကျွန်တော်တို့က base လေးတစ်ခုထွက်လာပြီเนาะအဲ့တော့ပြောချင်တာကဈေးရတလိုမျိုးကျထားတယ်ပြီးတော့တနေရာကိုရောက်တဲ့အချိန်မှာဝယ်တဲ့လူနဲ့ရောင်းတဲ့လူကအားပြိုင်နေပြီเนาะအဲ့တော့တစ်ချိန်လဲကျတော့ဗာဆက်ဖြစ်သွားလဲဆိုတော့ဝယ်တဲ့လူတွေနိုင်သွားမယ်ဝယ်တဲ့လူတွေနိုင်သွားလို့ရှင်ဈေးရတလိုမျိုးထိုးတက်သွားမယ် အဲ့ဆိုရင်ဒီနေရာမှာကျွန်တော် drop sorry rally တခုဖြစ်သွားပြီเนาะအဲ့ဆိုရင်ကျွန်တော်တို့ဘာဆက်ဖြစ်မှာလဲဆိုတော့နောက်ဆုံးအဆုံးသတ်တာဘာနဲ့လဲဆိုတာကိုကျွန်တော်တို့ကြည့်ရမယ်အဲ့တော့နောက်ဆုံးအဆုံးသတ်တာက rally နဲ့အဆုံးသတ်တာ rally နဲ့အဆုံးသတ်တာဖြစ်တဲ့အတွက်ဒီလိုမျိုး base ရှိခဲ့တဲ့ဇုံလေးအဲ့ဒီဇုံလေးကကျွန်တော်တို့ demand ဇုံပြန်ဖြစ်သွားမယ်เนาะအဲ့တော့ demand ဇုံပြန်ဖြစ်သွားမယ်အဲ့တော့အကယ်၍ဈေးကဒီလိုမျိုး demand ဇုံတွေကိုပြန်ရောက်လာလို့ရှင်ဈေးကပြန်ပြီးတော့တက်သွားနိုင်တယ်เนาะအဲ့လိုမျိုးလေး ဲတော့ကျွန်တော်တို့ကဒီဓမန်းစုံကိုဆိုလို့ရှိရင်ဘယ်လိုခေါ်လဲဆိုတော့ drop base rally ဓမန်းစုံလို့ခေါ်ရင်လည်းရတယ်အတူကောက်က DBR ဓမန်းစုံအဲ့လိုခေါ်ရင်လည်းရတယ်နော်အဲ့တော့ဒီကောင်ကကျတော့ကျွန်တော်တို့ဓမန်းစုံအကယ်၍နောက်ထပ်တစ်မျိုးကျွန်တော်တို့ဘာရှိအောင်လဲဆိုတော့ဒီမှာဈေးအတက်နဲ့စမယ် rally နဲ့စမယ် okay ပြီးလဲပြီးရောသူကတနေရာရောက်တော့ဈေးကညိန်သွားမယ် base လေးတစ်ခုထွက်လာပြီနော်အဲ့တော့ဒီတစ်ခေါက်ကျွန်တော်တို့ကအဲဝယ်တဲ့လူနဲ့ရောင်းတဲ့လူ base ရှိတဲ့နေရာမှာသူကအားပြိုင်နေပြီ အကယ်၍ဒီတစ်ခေါက်မှာတို့ကကြတော့ drop နဲ့အဆုံးတတ်သွားမယ်ပြောရင်တာက young နဲ့လူကနိုင်သွားမယ်နော်အဲ့လိုမျိုးအခြေအနေတစ်ခုမှာဆိုလို့ရှိရင်ကျွန်တော်နောက်ဆုံးဆုံးတတ်တာဘာနဲ့အဆုံးတတ်တာလဲဆိုတော့ကြည့်ရမယ်အဲ့တော့နောက်ဆုံးဆုံးတတ်တာဒီတစ်ခေါက်က drop နဲ့အဆုံးတတ်တာဒီလိုမျိုးအဆုံးတတ်သွားတာကနော်အဲ့တော့ drop နဲ့အဆုံးတတ်သွားတာဖြစ်တဲ့အတွက်ဒီလိုမျိုး base ရှိခဲ့တဲ့ zone လေးက supply zone ပြန်ဖြစ်သွား နော် supply zone ပြင်ပြသွားမယ်အဲ့တော့ဒီလိုမျိုး supply zone တွေကိုဈေးကဒီလိုပြန်ဝင်လာလို့ရှင်ဈေးကပြန်ပြီးတော့ကြာကောင်းကြာသွားနိုင်တယ်နော်အဲ့တော့ဒါကအမြဲတမ်းတော့အဲ့လိုမျိုးဖြစ်နေရတော့မဟုတ်ဘူးအလုံးဖြစ်တဲ့ supply zone demand zone ရှိတယ်အလုံးမဖြစ်တဲ့ supply zone demand zone ရှိတယ်ဒါကတော့ကိုယ့်အတွေ့အကြုံနဲ့ကိုယ့် strategy နဲ့ကိုက်ပြီးတော့မှလိုက်လို့ရမှာနော်အဲ့တော့ဒီ supply zone ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုတော့ rally based drop supply zone လို့ခေါ်လဲရတယ်အတူကောက်က RBD supply zone ော်အဲ့လိုမျိုးခေါ်ခြင်းလည်းရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးခြိမယ်နောက်ထပ်တစ်ခုကကျတော့ကျွန်တော်တို့ဘယ်ရစမလဲဆိုတော့ drop လေးရစမယ်နော်အဲ့ drop ကစမယ်ပြီးတော့ဈေးတန်းတစ်နေရာရောက်တဲ့အချိန်မှာဈေးလေးကညိမ့်သွားမယ်ငြိမ်သွားတဲ့အကြောင်းရင်းကဘာလဲဆိုတော့အဲ့ဒီဈေးတန်းဇုံလေးတစ်ခုအတွင်းမှာကျွန်တော်တို့ဝယ်တဲ့လူနဲ့ရောင်းတဲ့လူကအားပြိုင်နေတာနော်အဲ့တော့ဒီတစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးအဆုံးတက်သွားတာကအကယ်၍ ရောင်းတဲ့လူတွေနိုင်သွားပြီးတော့ဈေးရထိုးကြသွားမယ်ပြောချင်တာက drop နဲ့အဆုံးတက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်နောက်ဆုံးဆုံးတက်တာဘာနဲ့လဲဆိုတာကိုကြည့်အဲ့တော့နောက်ဆုံးဆုံးတက်တာက drop နဲ့အဆုံးတက်တာဖြစ်တဲ့အတွက်ဒီ base ရှိခဲ့တဲ့စုံလေးကဘာပြန်ဖြစ်သွားမလဲဆိုတော့ supply စုံပြန်ဖြစ်သွားမယ်နော်အဲ့တော့ဒီလိုမျိုး supply zone တွေကိုဈေးရပြန်ပြီးတော့ရောက်လာလို့ရှင်ဈေးရပြန်ပြီးတော့ကျသွားနိုင်တယ်နော်အဲ့တော့ဒီလိုမျိုး supply zone တွေတခုရှိမယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးဒီလိုမျိုး supply zone ဆိုလို့ရှင် drop base drop supply zone တို့ခေါ်ခြင်းလဲရတယ် DBD supply zone လို့ခေါ်ခြင်းလဲရတယ်ကိုစိန်ပြေလိုမျိုးခေါ်လို့ရမယ်နော်အဲ့တော့ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တစ်ချက်အကျဉ်းပြန်ပြန်ပြီးတော့ချုပ်ပေးရမယ်ဆိုလို့ရှင်ပထမဆုံးတစ်မျိုးဘာရှိမလဲဆိုတော့တမန်းစုံနေထဲမှာဆိုလို့ရှင်ဒီမှာ rally base rally အဲ့လိုမျိုးတမန်းစုံတစ်ခုရှိမယ်ဒုတိယတစ်ခုကကျတော့ကျွန်တော်တို့ဘာရှိမလဲဆိုတော့ drop base rally နော်အဲ့တော့တမန်းဆုံနေမှာဆိုလို့ရှိရင် तू ကနောက်ဆုံးအဆုံးတက်တာက rally နဲ့အဆုံးတက်တာ rally နဲ့အဆုံးတက်တဲ့ကောင်ဆိုလို့ရှိရင်ဒီကောင်ကအမြဲတမ်း sorry တမန်းဆုံပြန်ဖြစ်တယ်နော်အဲ့တတိယတစ်ခုအနေနဲ့ကျွန်တော်တို့ဘာရှိမလဲဆိုတော့ rally base drop အဲ့ဒီကောင်က drop နဲ့အဆုံးတက်တာဖြစ်တဲ့အတွက် base ရှိခဲ့တဲ့စုံလေးက supply ဆုံပြန်ဖြစ်တယ်နော်အဲ့နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ဘာရှိမလဲဆိုတော့ drop base drop အဲ့ဒီကောင်ကလည်းနောက်ဆုံးအဆုံးတက်တာက drop နဲ့အဆုံးတက်တာဖြစ်တဲ့အတွက် supply ဆုံးပြဖြစ်သွားမယ်နော် base ရှိခဲ့တဲ့ဆုံးလေးက supply ဆုံးပြဖြစ်သွားမယ်အဲ့တော့ကျွန်တော် candidate နဲ့ metadata file မှာသွားမကြည့်ခင်ကျွန်တော်ဒီတစ်ခုလေးကိုပြောပြမယ်အဲ့တော့ဒီကောင်က rally ပဲထားပါတော့ဒီမှာကျွန်တော်တို့ဘူး candidate အကြီးတုံးရှိမယ်နော်ပြီးတော့ကျွန်တော်ဒီနေရာကိုရောက်တဲ့အချိန်မှာ candidate လေးကအသေးလေးဖြစ်သွားပြီပြောချင်တာဒီနေရာကျွန်တော်က base တစ်ခုထွက်လာပြီနော်အဲ့တော့အဲ့လိုမျိုး base တစ်ခုထွက်လာပြီဒီလိုမျိုးလေးဖြစ်သွားပြီ ်နော်အဲဆိုရင် ကျွန်တော်တို့ကဒီလိုမျိုး base ရှိတဲ့စုံလေး rectangle လေးဆွဲထားလိုက်ဒါမှမဟုတ်လို့ရှိရင်လေကိုက rectangle ဆွဲရခတ်တယ်ဆိုလို့ရှိရင် horizontal line နှစ် line ဆွဲထားနော်အဲ့တော့အဲ့လိုမျိုးလေးရှိမယ်အဲ့တော့အကယ်၍ဒီတစ်ခေါက်ဒီအတုံးမှာဒီအတုံး base ရှိပြီးတော့ base တစ်ခုထွက်လာပြီးတော့နောက်ထပ်အတုံးမှာကျွန်တော်တို့ဒီလိုမျိုးဖြစ်သွားဒါလိုမျိုးဘဲကန်တဲကြီးနဲ့ကြပါမယ်နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ rally base drop အဲအဲ့လိုမျိုးလေးပေါ့အဲ့တော့ပြောချင်တာကကျွန်တော်တို့ကဒီ base အတုံးက တချို့တွေကကြတော့တဒုံနဲ့ရှိရမယ်လို့တတ်မှတ်တဲ့လူလည်းရှိတယ်။တချို့ကကြတော့လေအဲအတုံးများလည်းရတယ်ပြောချင်တာ၄တုံး၅တုံးအဲကြိုက်တယ်လို့ဖြစ်လို့ရတယ်ပေါ့နော်။အဲ့လိုမျိုးတတ်မှတ်ထားတဲ့လူလည်းရှိတယ်နော်။အဲ့တော့ကိုအစင်ပြေတဲ့မျိုးတတ်မှတ်လို့ရတယ်။ကျွန်တော်ကတော့ဒါအတုံးများလည်းကိစ္စမရှိဘူးလို့တတ်မှတ်ထားတယ်နော်။တချို့ကကြတော့တဒုံနဲ့ဖြစ်နေရမယ်။အဲ့လိုမျိုးတတ်မှတ်ထားတဲ့လူလည်းရှိတယ်။အဲ့တော့ပြောချင်တာကတော့ကိုကြည့်တဲ့ time frame ကိုမူတည်ပြီးတော့ကြွာသွားလိမ့်မယ်နော်။အဲ့တော့အဲ့လိုမျိုးလေးရှိမယ်အဲ့တော့ကျွန်တော်တို့ကဒီ base ရှိတဲ့ဆုံးဘယ်လိုမျိုး rectangle ဆွဲမှာလဲဆိုတော့ဥပမာ base ကတရုံးနဲ့ပဲထားတရုံးနဲ့ဆိုလို့ရှင်ဒီအပေါ် share တို့ကနေအောက် share တို့ထိကဒါက base ရှိတဲ့စုံပဲနော်အကယ်၍နှစ်တုံးသုံးတုံးလောက်ဖြစ်နေတယ်ဒီလိုမျိုးတရုံးရှိမယ်ဒီလိုမျိုးတရုံးရှိမယ်ဒီလိုမျိုးတော့ရှိပဲအဲဆိုရင်သူ့ရဲ့ဒီ range တစ်ခုပေါ့နော်ဒီကအမြင့်ဆုံးဈေးနဲ့ဒီကအနိမ့်ဆုံးဈေးကဒီကောင်က base ဖြစ်သွားမယ်နော်ဒီလိုမျိုးလေး base လေးပြန်ဖြစ်သွားမယ်နော်အဲတော့ကျွန်တော်တို့အဲ့လိုမျိုးလေးရှိမယ်အဲတော့ကျွန်တော်တို့အရင်ဆုံးအာဒီပုံလေးကိုတစ်ချက်လောက်ကြည့်ကြည့်မယ် โอเคဒီပုံမှာဆိုလို့ရှိရင်ကြာတော့သူကဒီမှာ rally နဲ့လာပြီเนาะအဲ rally ကလည်းဒီမှာအတုံးနေအများကြီးပဲအဲ့လိုမျိုးအတုံးနေအများကြီးဖြစ်ချင်လဲဖြစ်လို့တော့ရတယ်ဒါပေမဲ့သူဈေးကလုံးဝအချိန်ပါရမယ်ပေါ့เนาะပြောချင်တာကတော့အချိန်တစ်ခုပါရမယ်เนาะအဲ့တော့ဒီမှာ rally လာပြီဒီမှာ base လေးဖြစ်သွားပြီเนาะအဲ့အဲ့နားမှာဈေးကညိန်သွားပြီဒီပုံအရဆိုလို့ရှိရင်သူက base က၃တုံးရှိတယ်เนาะအဲ့နောက်ဆုံးဆုံးတက်သွားတာကဒီမှာ drop နဲ့အဆုံးတက်သွားပြောချင်တာကဈေးကထိုးကြသွားတယ်အဲ့ဆိုလို့ရှိရင်ဒီ base ရှိတဲ့စုံလေးက supply စုံပဲဖြစ်သွားတယ် နော် supply zone ပြန်ဖြစ်သွားမယ်အဲ့တော့ဈေးကအကယ်၍ဒီ supply zone တွေကိုပြန်ပြီးတော့ရောက်လာလို့ရှိရင်ဈေးပြန်ကျနိုင်တယ်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုး supply zone ထဲမှာဆိုရင်ရှောင်းဘုတ်တော့ကိုချောင်းရမယ်ဦးစားပေးရမယ်နော်အဲ့တော့ဒီတစ်ခုဒီမှာ drop အ drop နဲ့စပြီဈေးအကျနဲ့စပြီနော်အဲ့တော့ဒီလိုမျိုး drop မှာလဲသူကအတုံးနေအများကြီးဖြစ်ရှင်လဲဖြစ်လို့ရတယ်ဒါပေမဲ့အချိန်တော့ပါမယ်နည်းနည်းလေးအားပြင်းရမယ်ဗောနော်အကျပြီးတော့ဟဲ့သူကဈေးတန်းတနေရာရောက်တဲ့အချိန်မှာဒီမှာညိန်သွားပြီ နော်အဲ့လိုမျိုးရှိတဲ့ငြိမ်သွားတဲ့စုံလေးကိုကျွန်တော်က base လို့ခေါ်မယ်ဒီပုံအရဆိုလို့ရှိရင်ကျွန်တော်တို့ base က၄ထုံးရှိတယ်နော်ပြီးလို့ရှိရင်နောက်ဆုံးဆုံးတတ်သွားတာက drop နဲ့အဆုံးတတ်တာအဲ့လိုမျိုး drop နဲ့အဆုံးတတ်တာဆိုလို့ရှိရင် base ရှိတဲ့စုံက supply စုံပြန်ဖြစ်သွားတယ်နော်အဲဆိုလို့ရှင်ကျွန်တော်တို့ဒီလိုမျိုးဖြစ်သွားပြီဆိုရင်ဈေးကဒီ supply zone တွေကိုပြန်ရောက်လာလို့ရှင်ဈေးကပြန်ကျနိုင်တယ်ကျနိုင်တာဖြစ်တဲ့အတွက်ရောင်းဘုတ်တော့ကိုဦးစားပေးရမယ်ရောင်းဘုတ်တော့ကိုချောင်းရမယ်နော်အဲဒီမှာနောက်နောက်ထပ်တစ်ပုံအနေနဲ့ဒီမှာ drop နဲ့စတယ် ဈေးကအကျလာတာ ပြီအချိန်ပါရမယ်နော်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင် base လေးပြန်ဖြစ်သွားပြီပြောချင်တာအဲ့နားမှာဈေးကငြိမ်သွားပြီဒီပုံအရဆိုရင် base က3တုံးအဲ့တော့ဒီ3တုံးလည်းပြီးသွားတဲ့အချိန်မှာ rally နဲ့အဆုံးတတ်သွားပြီပြောချင်တာဈေးကထိုးတတ်သွားပြီအဲ့ဆိုရင် base ရှိတဲ့စုံလေးကဘာဖြစ်သွားလဲဆိုတော့ဓမ္မန်းစုံပြန်ဖြစ်သွားမယ်နော်အဲ့တော့ဒီဓမ္မန်းစုံနဲ့ဈေးကပြန်ရောက်လာလို့ရှိရင်ဈေးကပြန်တတ်နိုင်တယ်တတ်နိုင်တာဖြစ်တဲ့အတွက်ဝယ်ဖို့အတွက်ကိုကျွန်တော်တို့ကချောင်းရမယ်ဦးစားပေးရမယ်နော်အဲ့ဒါပြီးရင်ကျွန်တော်ဒီမှာ rally rally နဲ့စတယ်ဒီမှာ base တစ်ခုထွက်လာပြီနောက်ဆုံးဆုံးတက်တာက rally နဲ့အဆုံးတက်တယ်အဲဆိုလို့ရှိရင်ကျွန်တော် rally နဲ့အဆုံးတက်တာဖြစ်တဲ့အတွက် base ရှိတဲ့စုံလေးကဓမန်းစုံပြဖြစ်သွားတယ်နော်ဓမန်းစုံပြဖြစ်သွားတယ်အဲ့တော့ဒီဓမန်းစုံနဲ့ဈေးကပြန်ရောက်လာလို့ရှိရင်ဈေးပြန်တက်သွားနိုင်တယ်တက်သွားနိုင်တာဖြစ်တဲ့အတွက်ဝယ်ဖို့အတွက်ကိုကျွန်တော်တို့ကဦးစားပေးရမယ်ချောင်းရမယ်ပေါ့နော်အဲ့တော့ဒါကကျတော့ဒီပုံလေးကိုကြည့်လိုက်ရုံနဲ့လေဒါသဘောပေါက်လိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ meta trader 5ကိုတစ်ချက်လေးတွားကြည့်မယ် โอเคကျွန်တော်တို့ဒီနားလေးကိုတစ်ချက်စားကြည့်မယ်ဒီနားလေးကိုတစ်ချက်စားကြည့်မယ်เนาะအဲ့တော့ဒီနားလေးမှာဆိုရင်သူကဒီမှာ rally base drop เนาะအဲ့လိုမျိုးလေးเนาะအဲ့တော့ဒီကောင်က rally base drop rbd အဲ့တော့ကျွန်တော်တို့နောက်ဆုံးဆုံးတတ်တာက drop နဲ့အဆုံးတတ်တာ drop နဲ့အဆုံးတတ်တာဖြစ်တဲ့အတွက် base ရှိတဲ့ zone လေးက supply zone ပြန်ဖြစ်မယ်เนาะအဲ့ဆိုရင်ကျွန်တော်တို့အဲ့ဒီ base ရှိတဲ့ zone လေးကိုဒီလိုမျိုး rectangle လေးဆွဲရင် ဆွဲထားလိုက်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့အဲ horizontal line နှစ်လိုင်းဆွဲရင်လည်းရတယ်เนาะအဲ့ဒီမှာကျွန်တော်တို့ rally base drop အဲ့အဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာဈေးကဒီလိုမျိုးဒီ supply zone တွေကိုပြန်ပြီးတော့ရောက်လာလို့ရှင်ဈေးပြန်ကျနိုင်တယ်ကျနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကရောင်းဖို့တော့ကိုဦးစားပေးရမယ်เนาะ supply zone ထဲမှာဆိုလို့ရှင် ရောင်းဖို့တော့ကိုကျွန်တော်တို့ကဦးစားပေးရမယ် okay ပြီးရင်ကျွန်တော်တို့ဒီနားလေးကိုတစ်ချက်ကြည့်မယ်เนาะအဲ့တော့အဲ့ဒီနားလေးမှာဆိုရင်သူကဘာဖြစ်သွားလဲဆိုတော့ဒီမှာ rally base rally เนาะအဲ့ဆိုရင်ကျွန်တော်တို့ဒီက base ရှိတဲ့ zone လေးကတမန်းစုံပြန်ဖြစ်မယ် နော်အဲဆိုရင်ကျွန်တော်တို့ဒီနေရာမှာအဲဒီကောင်ကကျတော့ကျွန်တော်တို့ rectangle ဆွဲရတာနည်းနည်းလေးခတ်တာဖြစ်တဲ့အတွက်ကျွန်တော်အဲဒီလိုမျိုးလေးပဲ horizontal line လေးနှစ် line ဆွဲပြမယ် horizontal line လေးနှစ် line ပဲကျွန်တော်ဆွဲထားမယ်နော်အဲတော့ကျွန်တော်တို့ဒီလိုမျိုးလေးရှိမယ်အဲတော့အကယ်၍ဒီကောင်ကကျတော့ rally base rally အဲ့တော့နောက်ဆုံးအဆုံးတက်သွားတာက rally နဲ့အဆုံးတက်တာ rally နဲ့အဆုံးတက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒီဇုံကဘာပြန်ဖြစ်သွားလဲဆိုတော့ damage ဇုံပြန်ဖြစ်သွားတယ် ဒါမှမဟုတ်ပြဖြစ်သွားမယ် error အကယ်၍ဈေးရဲ့အဲ့ဒီကိုပြန်ဝင်လာပြီဆိုလို့ရှင်ဝယ်ဖို့အတွက်ကိုကျွန်တော်တို့ဦးစားပေးလို့ရမယ်နော်အဲ့တော့ဒီကောင်ကကြတော့ rally base rally ဒါမှမဟုတ် RBR okay ပြီးရင်ကျွန်တော်တို့ဒီနားကိုတစ်ချက်ကြည့်မယ်နော်အဲ့အဲ့နားလေးမှာဆိုရင်သူကဒီမှာ drop base rally နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဒီကောင်ကကြတော့ base ကကြတော့တုံးတယ်နော်အဲ့တော့ကျွန်တော်တို့အဲ့အတုံးလေးကို rectangle လေးတူလေးလေးဆွဲထားလိုက်အဲ့ဆိုရင်အကယ်၍ဈေးရဲ့အဲ့ဒီကိုပြန်ပြီးတော့ဝင်လာလို့ရှင်ဒါကဓမ္မဆုံပြန်ဖြစ်တာပြောချင်တာကဒီမှာ drop base rally ဖြစ်သွားတာဖြစ်တဲ့အတွက် rally နဲ့အဆုံးသတ်သွားဖြစ်တဲ့အတွက်အဲ့ဒီ base ရှိတဲ့စုံလေးကဓမန်းစုံပဲဖြစ်သွားတယ်နော်အဲဆိုရင်ကျွန်တော်အဲ့ဒီလေးကိုဈေးကပြန်ဝင်လာလို့ရှင်ဝယ်ဖို့တော့ကိုကျွန်တော်တို့ကဦးစားပေးလို့ရမယ်ဝယ်ဖို့တော့ကိုကျွန်တော်တို့ရှာလို့ရမယ်နော်အဲ့တော့ကြည့်ဒီကောင်ကကြတော့ drop base rally demand zone โอเคပြီးရင်ကျွန်တော်ဒီနားလေးကိုတစ်ချက်ကြည့်မယ်နော်အဲ့အဲ့နားလေးမှာဆိုရင်သူကဒီမှာ drop base ဟုတ်အဲ့ဒီ base layer ကြတော့ကျွန်တော်တို့တဒုံးနဲ့အဲ့လိုမျိုးတဒုံးနဲ့ဖြစ်ချင်လဲရတယ်ဒါမှမဟုတ်လို့ရှင်လဲအတုံးနေများချင်လဲရတယ်ဒါကကျတော့ကိုကြည့်တဲ့ time frame ကိုမူတည်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုတော့ဥပမာကိုက H4 မှာတော့တဒုံးပဲ H4 မှာတော့ base layer တဒုံးပဲဒါပေမဲ့အဲ့ဒီ H4 ကိုကျွန်တော်တို့က H1 မှာပြန်သွားကြည့်ရင်၄တုံးပေါ်ရင်ပေါ်မှာနော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ဒီတဒုံးနဲ့ဖြစ်နေရမယ်လို့တော့ကျွန်တော်မသတ်မှတ်ထားဘူးဒါပေမဲ့ base zone တော့ကြိုက်တယ်လို့ဖြစ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့တော့အဲ့လိုမျိုးတတ်မှတ်ထားတယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် drop base drop အဲ့တော့ပြောချင်တာက drop နဲ့အဆုံးသတ်တာဖြစ်တဲ့အတွက်အဲ့ဒီဇုံက supply ဇုံပြန်ဖြစ်သွားမယ်เนาะအဲ့တော့ဒီ supply ဇုံတွေကိုဈေးကပြန်ရောက်လာလို့ရှင်ဈေးပြန်ကျနိုင်တာဖြစ်တဲ့အတွက်ရောင်းဖို့အတွက်ကိုကျွန်တော်တို့ချောင်းရမယ်เนาะအဲ့တော့ဒီဗီဒီယိုကတော့ကျွန်တော်တို့ supply zone နဲ့ demand zone အကြောင်းပေါ့နော်အဲ့တော့ဒီဗီဒီယိုကြည့်ပြီးတော့လည်းဒီ supply zone နဲ့ demand zone အကြောင်းကိုအနည်းနဲ့အများတော့နားလည်သွားလိမ့်မယ်လို့ကျွန်တော်ယူဆရတယ်ပေါ့နော်အဲ့တော့နောက်ထပ်သိချင်တာရှိလို့ရှင်လည်းကျွန်တော်ရဲ့ comment မှာဝင်ပြီးတော့ရေးသွားလို့ရတယ်နော်